ကိုလာရှင်းလွန်လာပြီနော်မနက်ကပဲအိတ်ထရပတ်စံနေအကုန်နိုင်သွားသေးရဲ့လေဈေးဘူးတောင်မကြံအခုဝစ်ထားတဲ့နှက်ကက်ကိုထက်လာပြီးတောင်းနေရှင်းမလွန်လုံးလားငါမျောသွားတာပြန်လိုက်မလို့ပါသားလေးကလည်းနေသိပ်ကောင်းတာမဟုတ်ဈေးကန်းပြရအောင်ပဲရှင်အဲ့ရှင်းသိလားအဲ့ကြောင့်ရှင်းတပြားမှလာထက်ပြီးမတောင်းနဲ့နှက်ကက်လည်းမပေးနိုင်ဘူးနော်ဟာဒီမိမ့်မပေးစုပေးကွာကြိုင်ငါတတ်မိလိမ့်မယ်နော်မပေးနိုင်ဘူးရှင်ကဲဟာကဲဟာမပေးချင်ဘူးပါပြေမော်ကိုကြားရောက်လာတဲ့လက်ဝါးကြောင့်မျက်နှာတစ်ချမ်းလုံးပူထူသွားခဲ့ပါတယ်။လာအောင်။နင်ကပါးကိုရိုက်တယ်ဟလား။ ေးနေတေဖို့သာပြင်တာမိဆိုးအကြောင်းသိကြသေးရပေါ့လင်မယားနှစ်ယောက်ကနဗန်းလုံးနေကြရင်တဲင်းနဲ့ငိုနေတဲ့တားဖြစ်သူရဲ့အတန်ကြောင့်မိဆိုးလဲကြည့်လာစမ်းကောင်မှငါ့အတော်ပြန်လုံးရဲတယ်ဟလားသပင်းကိုဆွဲဆုပ်ကနန်ရံနဲ့စောင့်လိုက်တာကိုခံလဲရပြီးတဲ့နောက်ဥကောင်းတစ်ခုလုံးပူထူသွားကမျက်စိများပင်ပြဝေသွားခဲ့ပါတယ်မမေမမေထားပါဦးမမေကောင်းတစ်ခုလုံးနာကျင်ကြိုက်ကကမျက်နှာတစ်ချမ်းလုံးကတင်းနေခဲ့ပါပြီနားကနှက်ကကိုစမ်းကြည့်တော့ရှိမနေတော့ပါဘူး။သူမကနာကြီးစွာတောက်တစ်ချက်ကိုခောက်ပြီးတော့လေးနှစ်သားရွယ်သားလေးကိုရင်ခွင်ထဲမှာဆွဲသွင်းပြီးတော့ အားရပါရငိုချလိုက်ပါတယ်မိဆိုးဟာတရုတ်မြန်မာကာရအမျိုးသမီးဖြစ်ပြီးတော့ရုပ်ရည်အားဖြင့်လဲချောမောလာပသူတူဖြစ်ပါတယ်သူဟာမွေးချင်းမောင်နှမ9ယောက်နဲ့မှ4ယောက်မြောက်သမီးဖြစ်ခါသူ့အထက်မှာတော့အကို3ယောက်ဖြစ်ပါတယ် ညီမငယ်စုံကမိဆိုးတဲ့ဆယ်နှစ်ခန့်ငယ်ရွယ်ပါတယ်မိဆိုးရဲ့ဘဝဖြစ်သူကပြည်ကြီးတရုတ်လူမျိုးဆစ်စစ်ဖြစ်ကစီကံကောင်းလာပါတယ်အဲဒါကြောင့်မြေးမလည်းမိဆိုးကိုဘိုင်းကောင်းကြောက်ပြဖြစ်စေရန်စီကံအထက်ထက်နဲ့တင်းကြပ်ထားပါတယ်မိဆိုးရဲ့မိတော်လျှောက်ရီကထက်မြက်တဲ့မိမတူဖြစ်လျာမိဆိုးကလည်းအဘွားဖြစ်သူရဲ့ထိမ့်သိမ့်တဲ့ကြားကမေအီတူသမီးဖြစ်ကမဟုတ်မကန်ဇက်ဇက်ကျဲလေးတူဖြစ်ပါတယ် ူ့ရဲ့အကိုတွေကလည်းညမထီဓာကြည့်ဆိုတဲ့သူတွေဖြစ်ကြပါတယ်။ကုံစုံဆိုင်ကြီးကိုဦးစီးလောက်ကင်နေတဲ့မိဆိုးမိကလည်းတာသမီများထီလည်းဆက်ဆက်တိမခံတဲ့မယီမျိုးပါ။မိဆိုးရဲ့ဖခင်ကတော့အချက်ပြုတ်လွန်ဝါဒနာပါကခက်အေးနေတဲ့သူဖြစ်ပါတယ်။မိဆိုးသက်10နှစ်ရွယ်မှာပဲအငယ်ဆုံးမှလည်းမိသားကိုထပ်မံမွေးဖွားခဲ့ပါတယ်။မိသားသက်9နှစ်ပြည့်တဲ့အချိန်မှာပဲမိဆိုးက10တန်းကျောင်းသူတယောက်ပဲဖြစ်နေပါပြီ။တရုတ်သွေးဆက်ကလာသွေးကြွယ်လာတဲ့မိဆိုးနားမှာ ချင်းကရင်ကြိုးစားတဲ့သူမှန်သမျှဟာမီဆိုရဲ့အကိုရဲ့လက်ဆက်လက်နက်ကိုတည်သွားချသူတွေကြီးပါပဲအဲဒါကြောင့်မီဆိုအသက်20ပြင်ရောက်ခဲ့ပေမဲ့လည်းရီးစားဆိုလိုမူးရွေရှူစရာတောင်မရှိလာပါဘူးလောင်ဆိုတာကတော့အဲ့ဒီမျိုးရဲ့မျိုးမျက်နှာပုံတရေရဲ့တူဦးဒီသောသားဖြစ်ပါတယ်လောင်ကမီဆိုတဲ့အသက်9နှစ်ခန့်ကြီးပါတယ်အဲ့ဒီချိန်တုန်းကတော့လောင်ကမီဆိုကိုချစ်ကြိုက်လွန်းနေဆိုပြီးတော့လာရောက်တောင်းရံပါတယ်မီဆိုရဲ့မိဘများကတော့လောင်နဲ့သူမကိုသဘောတူတာမျိုးပေးစားခဲ့ကြပါတယ်အဲ့ဒီလိုနဲ့ပဲအိမ်တော်သက်တစ်နှစ်ခန့်ကြာမှမီဆိုကတောင်းဦးလေးကိုဖွားမြင်ခဲ့ပါတယ်အဲ့ဒီချိန်ထိမီဆိုတို့အိမ်တော်ရဲ့အဆင်ပြေနေခဲ့ပါ ါတယ်။နောက်ပိုင်းလောင်းအောင်တရားဝအုံဒီငပြောသည့်ပွဲစားလောက်ကမီဆိုးကလည်းအုံငပြောကိုင်တွေကိုဘာကိယာဈေးမှာအကြီးကျယ်ရောင်းချလေရာအတော်လေးပင်ရောင်းရပါတယ်။မီဆိုးတို့ဇနီးမယားဟာလည်းစီးပွားရေးတက်လာတာနဲ့များလောင်းအောင်ရဲ့မိဘများကသူတို့ပိုင်ဆိုင်တဲ့အိမ်များတွေကကိုညံကုန်းမှာရှိတဲ့နှစ်ဆောင်မြိုင်အိမ်ကြီးတိန်ကိုလောင်းအောင်တို့လင်မယားကိုအမွေအဖြစ်ခွဲဝေပေးတာမို့ မိဆွေတို့လင်မယားကလည်းအဲ့ဒီအိမ်ကြီးကိုပြောင်းလာခဲ့ကြပါတယ်။အဲ့ဒီအိမ်ကိုဝန်တကားကနေရက်ကြည့်လိုက်ရင်အိမ်ရဲ့ညာဘက်တစ်ချမ်းဟာနှစ်ချို့ဘရောက်ပင်ကြီးကဖုံးထားတယ်လို့မြင်ရပါတယ်။အမှန်စင်စစ်အဖြစ်တော့ဘရောက်ပင်ကြီးကအိမ်နဲ့အနေငယ်အလန့်ကွာက မျက်နှာစာမှာတည်ရှိခြင်းဖြစ်ပါတယ်။အရိပရောက်ပင်ရဲ့ဂိုင်းပြားချိုဟာချမ်းရဲ့ဝင်းဒီယံဘောကိုအုပ်မိုးလျက်ရှိပါတယ်။အိမ်ရဲ့ဘယ်ဘက်ချမ်းမှာတော့မကြီးပင်ကြီးတစ်ပင်ရဲ့တင်းငုတ်တူတစ်ခုကိုတွေ့ရပါတယ်။အရိတင်းငုတ်တူရဲ့ပင်စီဟာညာဘက်ချမ်းမှာရှိတဲ့ဘရောက်ပင်ရဲ့ပင်စီနဲ့အရွယ်တူတူပင်ဖြစ်ပါတယ်။မိဆိုးဟာအိမ်ကြီးကိုလက်ပတ်ကြည့်ရှုပြီးတော့ကုလောင်အင်ကြီးကလည်းနှဆောင်မြအင်ကြီးနော်ရေနံကြီးတွေကလည်းဝနေအောင်တုတ်ထားတာမဲပြောင်နေရပဲမကြီးပင်ရဲ့အရေးကလည်းအင်ရှိနေပြောက်တော့မထိုးတော့ခြံထဲကြည့်လိုက်ရင်အုံမိုင်းနေရပဲနေကင်းဘက်တောင်ကြည့်ရတာကြက်သိမ်းထားစရာကြီးရှင် အာမီဆိုရာမင်းကကြောက်တတ်တဲ့မိန်းမမဟုတ်ပါဘူးကွာအပင်ရိပ်ရှိတော့ပိုလို့တောင်အေးသေးရေနေကိမဲ့တားလေးလေးအပင်အောက်မှာအေးလူလူဆော့လို့ရတာပေါ့စိုးတို့သားမီးရာဈေးမှာပဲအချိန်ကုန်တာများတာပါတော့လာလာလာပစ္စည်းတွေနေရာချပါအောင်ယောက်ျားရဲ့အေးပါမိန်းမရေလောက်အောင်လို့လင်မရအတွက်အင်ကြီးကကျဲဝန်းလာပါတယ်ညနေအချိန်မှာတော့ပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်လွန်းနေပါတယ်ရခင်တို့ကလူနေထူတတ်တဲ့နေရာနဲ့ဆိုင်ရင်တော့ယခုနေရာအေဂျင့်တိတ်ဆိတ်လွန်းတယ်လို့ဆိုရမှာပါအဲ့ဒီအေဂျင့်တိတ်ဆိတ်မှုကပဲခြောက်ချားစရာပဲကောင်းနေပါသေးတယ်မီဆိုးတို့လင်မရဟာအောက်ထပ်မှာသာနေကြပါတယ်အပေါ်ထပ်မှာတော့လူမ မနေပါဘူး။အဲဒီအိမ်ကိုရောက်ပြီးတော့မကြမီမှာပဲလက်အောင်တယောက်ကအဲဒီရက်ွက်ထဲမှာရှိတဲ့အပေါင်းသင်းဟောင်းနေတဲ့ဆုံကဖဲရိုက်တက်လာပါတယ်။အဲဒီချိန်ကလေးရက်စစ်မင်းများကလည်းနှစ်ရက်ချားမှတစ်ခါလာတာမို့အိမ်တိုင်းနီးပါးမှာဘက်ထရီအိုးလေးတွေစောင့်ထားကြပါတယ်။ဘက်ထရီအိုးကအာရုံကအခန်းထဲမှာရှိတဲ့အလင်းရောင်ကလည်းမှိန်ဖြော့လာပါတယ်။အဲဒီချိန်မှာပဲတရှက်ရှက်နဲ့ခြေတံကြောင့်မီဆိုးတယောက်အိမ်နေရာကနေရုတ်တရက်နိုးလာခဲ့ပါတယ်။အဲဒီနောက်မှာတော့တာဖြစ်သူကိုလမ်းဆန်းကြည့်ပါတယ်။ဟမ် ဒါတာလီယာဘယ်ရောက်သွားတာပါလဲ။သူမကလည်းအဲ့ချင်မလို့နဲ့ baby ဝဲရကိုရှာကြည့်တဲ့အခါမှာတော့ green ချင်းရဲ့အစွန်းမှာတာပြစ်သူကမတ်တက်ရက်ကအခန်းပြင်ဘက်အမောင်းထဲကိုစိုက်ကြည့်နေပါတယ်။ အဲ့ဒီအချိန်မှာဘက်ထရီမီသီးဝါကျင်းကျင်းကအလင်းရောင်ဖြော့နေတာကြောင့်မိတ်တုတ်မိတ်တုတ်ဖြစ်လာပါတယ်။တာလီဘာဖြစ်လို့ညဘက်ကြီးထနေရလဲ။လာလာလာ။သူလဲတာဖြစ်သူကိုရင်ခွင်ထဲမှာဆွဲသွင်းလိုက်လေ။တာဖြစ်သူကအခန်းပြင်ဘက်ကိုလက်ညှိုးထိုးပြပါတယ်။တာတာဘာမြင်လို့လဲ။သူ့ရဲ့အမေကိုတာဖြစ်သူကပြန်မဖြေဘဲနဲ့အခန်းပြင်ဘက်အမောင်ကိုသာလက်ညှိုးထိုးပြနေပါတယ်။အာအကြီးထဲမှာကိုလောင်အောင်ကလည်းဖဲသွားရိုက်တာပြန်မလာသေးဘူးအိမ်ကြီးမှာငါတို့တားမိနှစ်ယောက်ထဲပါဆိုသူလည်းတားဖြစ်သူကိုအတင်းဖက်ပြီးတော့အိပ်ပျော်အောင်အိမ်ရန်ကြိုးစားနေမိပါတယ်မကြမီတားဖြစ်သူကတရှုရှုနဲ့အိပ်ပျော်သွားခဲ့ပါတယ်အာအကြီးထဲအိမ်သားသွားကျင် င်လာပြန်ပြီနောက်ရက်ဆိုရင် CEO လေးဝယ်ထားမှာပဲညာရင်ညာတာထွက်ရတာမလွယ်ဘူးဒုက္ခပဲအခုတော့သွားအောင်မယ်သူမကလည်းအိမ်သာဘက်ကိုအလင်းစလိုနဲ့ထွက်ခွာလာခဲ့ပါတယ်ဘရော့ပင်အကိုဖျက်ရှောက်မှာတော့ကြက်သီးများပင်ထလာခဲ့ပါတယ်သူကလည်းရေနဲ့အမြန်ဝင်ပြီးကိစ္စရှင်းလိုက်ပြီးတော့ပြန်ထွက်မှာတော့ဘရော့ပင်ရဲ့တစ်ဖက်အကွယ်ကိုအမျိုးသမီးတရံအကြီးတစ်ခုဝင်သွားတာကိုတွေ့လိုက်ရပါတယ်ဟမ် သူလည်းအဲ့ဒီအမျိုးသမီးရိတ်ဝင်သွားရပဲကိုလက်နှိပ်တက်မိနဲ့ထိုးကြည့်ပေမဲ့လည်းမြည်သည့်အရာကိုမှမတွေ့ရပါဘူးငါမြင်မတာပဲနေမှာပါသူကလည်းအိမ်ထဲကိုအဲ့လိုတွေးပြီးတော့ပြန်ဝင်လာကအိပ်ပျော်ရန်ကြိုးစားပါတယ်မကြမီမှာပဲပြန်လဲအိပ်ပျော်သွားပါတယ်အိမ်နှင်းညကလောက်အောင်တယောက်ကတော့မိုးလင်းငန်ဒီမှာအိမ်ကိုပြန်လာခဲ့ပါတယ်ကိုလောက်ရှင်ဒီရင်ရောက်ပြီးတော့မှအချိုးတွေပြောင်းနေရနော်။အိမ်ကဘက်ထရီကိုလည်းဆိုင်ယူပြီးတော့အားသွင်းလိုက်အောင်။ညကကလေးကငုတ်တူကြီးထားတိုင်းပြီးအခန်းပြင်ဘက်ကိုလက်ညှိုးထိုးပြနေရ ဘက်ထရီကလည်းအားနည်းနေတော့ဘာမှမမြင်အောင်အေးပါမိမရစိတ်ချပါဒီနေ့ငါ့ကိုအုံနဲ့ငပြိုးဖို့ပေးအောင်အုံစည်းတွေကလည်းတက်လိုက်တာကွာမိစိုးလည်းငွေချို့ကိုလောက်အောင်လက်ထဲကိုထည့်ပေးပြီးတော့သားလေးကိုလက်ဆွဲပြီးတော့ဈေးဘက်ကိုထွက်လာခဲ့ပါတယ်မမတ်တီရေကိုလောက်အောင်ကတော့အုံစည်းတက်တယ်လို့ပဲပြောနေတာမတက်ဘူးနော်မိစိုးညင်းလူခုတလောခြေလန်းနေပြက်နေရဲ့ကြည့်ထဲအောင်ဟိုရက်ကလည်းဈေးတွေကုန်မဆိုင်ကကိုထုံးထုံးနဲ့ဖဲရိုက်တာညီယောက်ကြအတော်ထီရေပြောတယ်မမတ်တီရဲ့စကားကြောင့်မိစိုးတော်တော်လေးပင်ဒေါသထွက်သွားပါတယ်အိမ်ကိုပြန်ရောက်တဲ့အခါမှာတော့လင်မယားနဲ့အောင်အကြီးကျယ်စကားများရံဖြစ်ကြပါတယ် ကိုလာ ရှင်ကကလိန်ကကြစ်လိုပဲကိုမိမောက်တော်လိန်နေကောင်ရှင်လိုလိုယွန်နေတိလားယွန်ကွာဆောက်ခုမဆိုင်ဘူးရှင်လာအရှင်ထွက်သွားခြင်းနဲ့ဆိုထွက်သွားလေပြန်မလာနဲ့နော်တသက်လုံးထွက်သွားမင်းမလို့မင်းကငါ့ကိုမောင်းထုတ်နေလားဒါငါ့အမေပေးထားတဲ့ငါ့အိမ်နော်ငါနေခြင်းနေမဲ့သွားခြင်းသွားမယ်ကွာအေးထွက်သွားခြင်းထွက်သွားရင်မင်းမဲ့ထွက်သွားငါသားကိုလည်းထားခဲ့ပြောခြင်းကပြောပြီးထွက်သွားတဲ့ယောက်ျားဖြစ်သူကိုနာကြီးစွာကြည်နေပားပြင်ကမျက်ရည်တွေပင်ကျလာခဲ့ပါတယ်နောက်ရက်မှာတော့လောင်းအောင်ကမိဆိုးရဲ့နားမှာပန်ထားတဲ့စိတ်နှကက်ကိုအတင်းကျပ်ယူဆောင်သွားကာ လူကိုလည်းရိုက်နှက်ထားခဲ့တာမို့မီဆိုတယောက်လောက်အောင်ကိုစိတ်နာကြီးနာကတပ်ပြစ်ချင်းစိတ်ပေါက်လာအောင်စိတ်နာနေမိပါတယ်။အဲဒီလိုနဲ့ညအချိန်မှာတော့ဆွဆွငင်ငင်ဥလိုက်တဲ့ခွေးဥတန်ကြီးကထွက်ပေါ်လာခဲ့ပြန်ပါတယ်။အဲဒီခွေးဥတန်ကြောင့်ပဲမီဆိုတယောက်ဟာအဲ့နေရာကလန်နိုးလာခဲ့ပါတယ်။ခွေးတွေကလည်းဥလိုက်တာကြောက်ပါတယ်ဆိုနေမှဟိုဖဲသမားကလည်းအခုထိပြန်မလာသေးဘူး။ငါမှကလေးတယောက်နဲ့ဒုက္ခရဲ့များလိုက်တာ။သူမကအဲ့လိုညဉ့်ညူရင်းနဲ့ပဲလက်ကနာရီကိုကြည့်လိုက်ရမနေ့နှစ်နာရီပင်ထိုးနေပြီးတော့9မိနစ်ဖြစ်နေပါပြီ။ အဲ့ဒီချိန်မှာပဲတရှက်ရှက်နဲ့ခြေတံတွေကြားလာရပါတယ်ဟမ်ငါ့ရေရအခန်းခြေတံမလားအတန်ကအိမ်ရှိအခန်းမှဖြစ်ပါတယ်အဲ့ဒီခြေတံကခက်လေးလေးလျှောက်လာနေတဲ့အတန်မျိုးပါအဲ့ဒီနောက်မှာတော့ခြေတံသူ့အခန်းဘက်ကိုခက်မှန်မှန်နဲ့လျှောက်လာခဲ့ပါတယ်အဲ့ဒီချိန်မှာပဲအခန်းရဲ့ခန်းစည်းစာဟာတယောက်ယောက်ကအခန်းထဲလက်ကြည့်တဲ့ပုံစံမျိုးလှုပ်ခတ်သွားခဲ့ပါတယ်မိစိုးကဖះစာရွတ်နေရင်ကနေအခန်းဝကိုကြည့်လိုက်တဲ့အခါမှာတော့ဟေးဘာလုပ်လဲ ငါစိတ်ညိုပါဘယ်ရစိတ်ညိုလဲငါမသိဘူးနော်ငါသားနဲ့ငါ့ကိုလာမနောက်ရှက်နဲ့နေချောက်ချင်လို့ရှိရင်လက်အောင်ပြန်လာမှချောက်ဒါကလည်းသူ့အိမ်နေမကျင်နဲ့လို့ရှိရင်သူ့ပဲလို့အခန်းပြင်ဘက်ကအတန်တွေတိတ်ဆိတ်သွားခဲ့ပါတယ်မကြမီမှာပဲလက်အောင်ဟာအိမ်ကိုပြန်လာခဲ့ပါတယ်မိမကြီးမင်းရဲ့နှက်ကလေးတော့ပလုံဆွတ်သွားပြီကွာအရက်မူလာကအားလေးရှာလေးနဲ့ပြောနေတဲ့လအောင်ရဲ့စကားကိုမကြားချင်အောင်ဆောင်ကအိပ်ပြော်ရန်ကြိုးစားနေမိပါတယ်မကြမီမှာပဲလအောင်တယောက်ထံကနေဟောက်တန်နေပင်ထွက်လာခဲ့ပါတယ် လောက်အောင်ထံကနေဟောက်တန်နေတဲ့အတူတူလဲပင်အစ်နေတဲ့အတန်တချို့ကထွက်ပေါ်လာခဲ့ပါတယ်မိဆိုးကလည်းလဲပင်မကြည့်တော့ပါဘူးငါဆိုင်အတွက်အုံသီးဝယ်ခိုင်းတဲ့အရင်းအီးတွေအခုလုံးဖဲရိုက်တဲ့အပြင်မင်္ဂလာဦးတို့အမေတို့လက်ဖွဲ့ထားတဲ့အမေရဲ့စိတ်နှကက်ကိုတော့တညတယ်နဲ့ဖဲရိုက်လိုက်တယ်ပြီးတော့တောက်စားမူယူပြီးမှပြန်လာတယ်စိတ်နာဆုံးကတော့ငါ့ကိုကိုထီလေးရောက်ရိုက်တာပဲသူမကလည်းအဲ့ဒီလိုကြီးတွေးကရောင်နေတဲ့သူမရဲ့မျက်နှာတစ်ချမ်းကိုစမ်းမိကစိတ်နာကြီးနာလျက်ရှိနေပါတယ်မိသည့်ချိန်မှာအိပ်ပျော်သွားမှပဲမသိပါဘူးမိဆိုးတယောက်မနေ့ကမီးဖို့ထဲမှာချက်ပြုတ်နေစဉ်မိမမိမဘာလဲ ရှင်နဲ့ကျမကြမှာပြောစရာစကားမရှိဘူးကိုလောင်ညာငေါ့မိမတယောက်လဲပဲလာညစ်တယ်ကွာအသက်ရှူရက်ပြီးတေတော့မလို့အဲ့ဒီမိမအသက်ကတော်တော်ကြီးနေပြီကွာညာပဲမျက်လုံးတစ်ဖက်လည်းမပေါဘူးငါ့မှာလန့်လို့တေတော့မယ်ကွာတောက်ကိုဂယူဆိုင်ပါကွာဩရှင်မှာတားရှိမှန်တည်တည်ရပေါ့ဟုတ်လားမဟုတ်တာရေလို့တောက်စားမူးယူပြီးမှညတကောင်တလွဲမှပြန်လာတဲ့ရှင်နောက်ကိုပရလောကသားကြီးလိုက်လာပြီးတော့အမြင်ကက်လို့လဲပဲညစ်တန်နေမှာပေါ့လောက်အောင်လဲကိုပြစ်နဲ့ကိုမုံငြိမ်နေလိုက်ပါတယ်မိဆိုးရဲ့စိတ်ထဲမှာတော့လောက်အောင်ကိုလဲပဲညစ်နေတဲ့အမျိုးသမီးဟာ မတ်စိညိုဟူတဲ့အမျိုးသမီးဖြစ်လိမ့်မယ်လို့ထင်နေမိပါတယ်မတ်စိညိုဆိုတာဘာတူလဲ ငါသူ့ကြောင့်စုံစမ်းရမယ်။သူမကလည်းအရင်ကဈေးရောက်နေရပေမဲ့လည်းစိတ်ထဲကတော့မဆင်းညိုသောအမျိုးသမီးထန်လိုက်တာရောက်နေမိပါတယ်။မဆင်းညိုကြောင့်လည်းသိကျင်နေမိပါတယ်။ထိုနေ့ကအိမ်ကိုစောစောပြန်လာကအရက်ထဲကခင်မင်သူတွေထံကိုမဆင်းညိုသောအမျိုးသမီးကိုတိလာလို့မေးပေမဲ့လည်းဘသူကမှမသိကြပါဘူး။လမ်းစားကပြတ်လို့နေပါဖြစ်နေခဲ့ပါပြီ။အော်မီဆိုနင်တို့အိမ်ကောင်းရင်ဘက်မှာဖွားချောဆိုတဲ့အဖွားကြီးတယောက်တော့ရှိတယ်ဟဲ့။ "तू ကအသက်80လောက်ရှိပြီဆိုတော့ तू ကတော့ညီးပြောတဲ့မဆင်းညိုဆိုတဲ့အမျိုးသမီးကိုသိရင်သိမှာ။အော်ဟုတ်တာပဲအန်ဒီ။" ကျေးဇူးပါနော်ဖွားကျော်စီကိုတော့မေးလိုက်အောင်မယ်အေးပါအေးအေးပါအေးပါမိဆိုးတို့သားမိလဲဖွားကျော်အိမ်ကိုရောက်လာခဲ့ပါတယ်ဖွားကျော်ရေဖွားကျော်အေးအိမ်ကြီးကဘသူလေးလဲကွယ်မိဆိုးပါဖွားကျော်ရေဩချီရင်အရာငပြောသီးရောက်နေမိဆိုးလားဟုတ်ပါအေးအေးအေးကွယ်ဝင်လာခဲ့ကြဝင်လာခဲ့ကြမိဆိုးလည်းဖွားကျော်ထိုင်နေရခုံနှန်းရှိမှာဝင်ထိုင်လိုက်ပါတယ်ဖွားကျော်ကိုတမိမေးစရာလေးရှိလို့ပါဟဲ့အဒူးစမ်းပါလားဟဲ့ပြောစမ်းပါဦးဘာမေးမလို့လဲကွယ်ဖွားမစိမ့်ညိုဆိုတဲ့အမျိုးသမီးကိုတိလား ဟမ်မစိညိုကဘာဖြစ်လို့လဲညီရသူ့ကိုဘလို့တိရလဲကွယ်ဒါဆိုဖွားချောကမစိညိုကိုတိတယ်ဗောဟလားငါမေးတာဒါဖြေစမ်းပါ ਈ ညီရမစိညိုကိုဘလို့တိရလဲလို့မိဆိုးကလည်းညာအဖြစ်ပြက်ကိုဖွားချောထံကိုပြောပြလိုက်ပါတယ်โอ้นิดดิเลยจาลาบี तू อ่ะခုดิမจွတ်မလွတ်သေးရှာပါလား သူ့ကိုကျွတ်လွတ်သွားပြီထင်နေတာအတ္တတွေအစွဲတွေကတိတ်ကြောက်စရာကောင်းမလားကွယ်မစိမ့်ညိုဆိုတာอืมဖွာချောရဲ့ရောက်ခမပေါ့ညီတို့အခုနေနေတဲ့နှစ်ဆောင်မြိုင်အိမ်ကြီးရဲ့မူလပိုင်ရှင်ပေါ့သူကမျက်လုံးတစ်ဖက်ကွယ်နေတာဟုတ်လားဘွာ မွေးရပါမမြင်ရလားဘယ်ဟုတ်ပါမလဲကွယ်သူငငယ်ကပြေးလွှာစော်ကစားရင်းနဲ့လူကြီးတယောက်ရဲ့စစ်လိမ်မီးနဲ့မျက်လုံးကိုထိုးမိလို့မျက်စိကွယ်ရရှာတာကွယ်အရိကကြမှာခင်မုန်းဖြစ်သူကိုလောက်အောင်ပြောတဲ့လေရင်းလာညစ်တဲ့မျက်လုံးတစ်ဖက်မပါတဲ့မိမကြီးဆိုသူကဖွားကြောရဲ့ရောက်ခမမဆင်းညိုပဲဖြစ်မှန်းတေချာတိလိုက်ရပါတယ်သူကအတားကြီးတယ်ကွယ်မာနလည်းကြီးတယ်နောက်တော့သူတည်တော့မကြွဘူးညီတို့အခုနေနေတဲ့အိမ်ရဲ့အရှိအာမကြီးပင်ကြီးတပင်ရှိသေးတယ်။သူကတည်ပြီးတဲ့နောက် အရန်6လံကျန်းတာမကြီးပေမော်ကနေဇောက်ထိုးဆင်းတာမျိုးတွေပေါ့ဤဘလောက်6လဲဆိုရင် နေဝင်ပြီဆိုလို့ရှိရင်အဲ့ဒီအိမ်ရှိလမ်းကို လူမပြောနဲ့ခွေးတကောင်ကြောင်တမီတောင်မဖြတ်ရဲကြဘူးကွယ်တရားတွေဘာတွေနာလဲမရပါဘူးဤနောက်ဆုံးအဲ့ဒီမကြီးပင်ကြီးကိုပွဲပေးတောင်းမှန်ပြီးတော့ခုတ်လိုက်ရတဲ့အခြေအနေတွေဖြစ်ခဲ့ရတာပဲနောက်တော့အိမ်ထဲမှာအတံပလန်နေကြားပေမဲ့အရန်ကြီးတော့မဟုတ်ဘူးကွယ်နောက်ပိုင်းဖွားချောတို့လည်းကလေးကြောင်စရိတ်လိုလိုနှဆောင်မြိုင်အိမ်ကြီးရှိတဲ့ ဲ့ဘက်ခြံကိုခွဲရောက်လိုက်ကြတယ်။နောက်လူတွေလည်းအဲ့ဒီအိမ်ကြီးမှာတိတ်မနေကြတော့ဘာပြောတမ်းမှမကြတော့ဘူး။အဲဒါကြောင့်ဖွာချော်လည်းသူ့ကိုကျွတ်လွတ်သွားပြီးထင်နေတာ။အခုညီးပြောမှပဲ။သူဟာအခုထိမကျွတ်မလွတ်သေးမှန်းသိရတာ။အော်အဲ့လိုဖွာချော်ရဲ့အင်းမသမီးဈေးပိတ်တဲ့နေကြမှာသူ့အတွက်ရည်စူးပြီးတော့အလူတရားနာလေးပေးဦးမယ်လေ။ကောင်းတာပေါ့ေကောင်းတာပေါ့ကောင်းတာပေါ့။တာဒုတာဒုတာဒု ဈေးပိတ်ရက်မှာတန်ဃာတော်တွေကိုလူပွဲဝတ္ထုတွေစက်ကပ်ပြီးတော့မတ်စိန်ညိုအမည်ကိုအချင်းချင်းခေါ်ဆိုကာရေဆက်သွင်းချအမြတ်ပေးဝေလိုက်ပါတယ်အရိကုသိုလ်ကောင်းမှုတွေကြောင့်ပဲမတ်စိန်ညိုတယောက်ကျွတ်လွတ်သွားပြီဆိုပြီးတော့မိဆိုးတယောက်ထင်နေမိပါတယ်အရိလိုနဲ့တညမှာတော့ခွေးဦးတန်းကြီးကကြက်တည်မဲ့သွားထွက်ပေါ်လာပြန်ပါတယ်သူမရဲ့နားထဲမှာအမျိုးသမီးတူရဲ့ငိုရှိုက်တန်းကြီးကိုလည်းကြားလိုက်ရပါတယ်မတ်စိန်ညိုရှင့် ရှင်ကခုလိမကြွမလွတ်သေးဘူးလားတာရုမခေါ်ဘူးလားသူ့ရဲ့အမေကိုပြန်မဖြေပဲထိုမျိုးသမီးကြီးကခေါင်းရမ်းပြကအခန်းထဲကနေထွက်သွားခဲ့ပါတယ်မိဘအောင်မစိန်ညိုရဲ့နေပေါင်းမိမမိမမိဘဒီရောင်မိထအောင်နေရလဲမစိန်ညိုရောမစိန်ညိုမင်းစိတ်ဆွဲလို့နေမှာပါကွာမနေ့ကပဲမင်းသူ့အတွက်အလူလုပ်ပေးလိုက်ပြီမဟုတ်ဘူးလား तू မရှိတော့ပါဘူးကွာမဟုတ်ဘူးကိုလောင်အောင်ရဲ့ तू ရှိနေသေးရဲ့ကဲပါကွာအဲ့ပါတော့မိမရဲ့အစိုးရရှိသေးရဲ့မိစုတရားမြည်တို့ပင်စူးစမ်းရဲ့အိတ်စီကမူအဲ့ရွေမပြောတော့ပါဘူးနောက်ရက်မှာတော့အထက်လန်းဆရာကိုအိမ်ကိုပြင့်ခဲ့ပါတယ် ဆရာအိမ်ကြီးကိုလက်ပတ်ကြည့်ရှုပြီးတော့อืมဒီအိမ်ထဲမှာပရာလောကသားတော့ရှိနေတယ်ကွအဲ့ဒီချိန်မှာပဲကျေလောင်တဲ့တောက်ခေါက်တန်ကြီးကိုကြားလိုက်ရပါတယ်မစိမ့်ညိုစိတ်မဆိုးပါနဲ့ရှင်မစိမ့်ညိုကိုကြီးကိုဆရာကိုပြင်လာတာပါမိဆိုးရဲ့အတန်ကြောင့်နှစ်ဆောင်မြအိမ်ကြီးကတင့်ငနဲ့တုံသွားခဲ့ပါတယ်ဆရာကလည်းတောက်ရီကွက်တစ်ခွက်မှာတပြေကက်ကိုစိန်နှစ်ခါနှုတ်ကနေလည်းတရွရွရွတ်ဆိုပြီးတော့နေရာနဲ့ကိုပတ်ပြန်းပါတယ်အဲ့ဒီနောက်မှာတော့ဖះเจ้าဆောင်ရှေ့မှာ9မိနစ်ခန့်ငြိမ်သက်စွာတရားထိုင်ပြီးတဲ့နောက်သမီးဒီအိမ်ကြီးမှာနေတဲ့မကျွတ်မလွတ်တဲ့သူက ट्रो चाने वी को है နှစ်ပေါင်း100ကျော်နေပြီအဲဒါကြောင့်သူတကူလုံးအမွေးမြင်နေတဲ့ဖုံးအုပ်ပြီးတော့နားတွေလည်းမကြရတော့ဘူးကွအဲဒါကြောင့်မို့ तू ကတာရုမခေါ်နိုင်တာဟဲဟုတ်လားဆရာအဲ့ဒါဆိုတမိဘယ်လိုလုပ်ပေးရမလဲဆရာသူ့ကိုအိမ်ထဲမှာမနေအောင်တော့လုပ်ပေးခင်မယ်ခြံထဲကတနေရာမှာနေရာပေးလိုက်မယ်သူကတမိတို့တော့မနှောက်ရှောင်ဆရာလုပ်ပေးမယ်သူရဲ့အာဟုသူကုန်နေနေတော့သူကျွလုခွင့်ရမှာပေါ့တမိရဲ့အဲ့ဒီဆရာရဲ့အကူညီနဲ့ပဲမဆိုင်ညို့ကိုခြံထဲမှာရှိတဲ့နေရာတစ်ခုမှာနေရာပေးပေးမယ်လဲထူးထူးခြားခြား၆လက်မှုမျိုးတော့မရှိတော့ပါဘူးနောက်ပိုင်းမှာတော့လအောင်ကဖဲရှု ုံးကအိမ်ကြီးကိုလည်းအပေါင်ရှုံးသွားခဲ့ပါတယ်။လောက်အောင်နဲ့မိဆိုးတို့လင်မယားဟာလည်းလမ်းခွဲခဲ့ကြပါတယ်။နှစ်ဆောင်မြိုင်အိမ်ကြီးကတော့ယခုတက်တိုင်းတရှိနေဆဲပဲဖြစ်ပါတယ်။မစိမ့်ညိုတယောက်လည်းထိုးဘွားဇိုးကြီးကနေအမြန်ဆုံးကျွတ်လွတ်ပါစေလို့အခါကဆူတောင်းမိရင်နဲ့ဇလန်းလေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်းလေးကိုစုံနေတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။